တ်မင်္ဂလာပါမမတ်မလောကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။လောကမှာမမတ်မလို့ရင်မကောင်းပြင်မဲ့အလွန်အကျွံလှုပ်ချင်းကလည်းကောင်းတဲ့အရာမဟုတ်ပါဘူး။ဒီတော့သူကိုယ်ရန်အလွန်ချမ်းသာပြီးအခုချိန်မှာအမေရိကန်နိုင်ငံရဲ့သမ္မတကြီးဖြစ်တဲ့ထမ်ကိုယ်ရန်ပြောခဲ့တဲ့အကြောင်းအရာထဲကနေပြီးတော့လွန်လွန်ကျွကျွမဟုတ်ပဲနဲ့ရှော့လုပ်တဲ့အချက်ရှစ်ချက်ကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာပဲဖြစ်ပါရစေ။ နံပါတ်1ချက်အနေနဲ့ကလူတွေကိုယုံလို့နာရှော့ပေးရမှာပဲဖြစ်ပါတယ်လူတွေကိုမယုံတာမကောင်းပေမဲ့ယုံလို့နာကလည်းကောင်းတဲ့အရာမဟုတ်ပါဘူးလူတွေကိုယုံလို့ရင်နစ်နာရတာကိုပဲဖြစ်ပါတယ်မိုင်းချဖူးတဲ့စကားလေးလည်းရှိပါတယ်ကို့အယုံကြည်ရဆုံးသူတွေကပဲကို့ကိုကို့နောက်ကျောကိုဓာတ်တဲ့ထိုးတက်လေးရှိတယ်တဲ့ဒီတော့ကိုမနစ်နာစေဘူးနံပါတ်1ချက်အနေနဲ့လူတွေကိုယုံလို့နာရှော့ပေးရမှာပဲဖြစ်ပါတယ် နံပါတ်2ချက်အနေနဲ့ကကြတော့ချစ်လွန်းတာတွေ short ပေးဖို့ပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့လောကမှာဘယ်ရာမှမမဲပါဘူး။ဒါကြောင့်မမဲခြင်းတရားကိုလက်ခံပြီးတော့လူပဲဖြစ်ဖြစ်တိရစ္ဆာန်ပဲဖြစ်ဖြစ်ပစ္စည်းဥစ္စာပဲဖြစ်ဖြစ်တက်ရှိတက်မဲ့ပဲအရာကိုမဆိုချစ်လွန်းတာအစွဲကြီးလွန်းတာတွေမလုပ်ပါနဲ့။သူတို့ကိုရှုံရှုံရင်နာကျင်ရတတ်ပါတယ်။ဒီတော့နံပါတ်2ချက်အနေနဲ့ချစ်လွန်းတာတွေကို short ပေးဖို့ဖြစ်ပါတယ်။ နံပါတ်3ချက်မြောက်အနေနဲ့ကလူတွေကိုဂယုစိုက်တာ short ပေးဖို့ပဲဖြစ်ပါတယ်။နံပါတ်2ချက်ကအတိုင်းပဲလူတွေကိုချစ်လို့ရင်ဂယုစိုက်တာတွေလွန်သွားတတ်ပါတယ်။လူတွေကိုဂယုစိုက်တာကောင်းပေမဲ့ဂယုစိုက်တာလွန်သွားရင်တော့ကိုယ့်ဘော်ကိုအခွင့်အရေးယူတတ်ပါတယ်။သူတို့ကိုနည်းနည်းလေးဂယုမဆိုင်လိုက်တော့တာနဲ့ငါကိုဒီလိုလုပ်ရကောင်းလားဆိုပြီးတော့ကိုယ့်ကိုငြုံငင်သွားမှာပဲဖြစ်ပါတယ်။ဒီတော့လူတွေအပေါ်ကိုတော်ယုံတန်ယုံတော့ပဲဂယုစိုက်ပေးပါ။ နံပါတ်၄ချက်မြောက်အနေနဲ့ကကြတော့အတွေးလူနေတာတွေကိုရှော့ပေးဖို့ပဲဖြစ်ပါတယ်။ကိုယ်တိုင်နဲ့အတွေးလူနဲ့သူထဲမှာပါပါတယ်။ဒီတော့အတွေးနဲ့ချဲ့တာတွေကိုရက်လိုက်ကြရအောင်ဒီနေ့ဒီနေ့အတွက်အကောင်းဆုံးလုပ်ပါဖြစ်ပြီးသားအတိတ်ကရာတွေကိုလည်းတန်းတမနေပါနဲ့ဖြစ်လာမယ့်အနာဂတ်အတွက်လည်းတွေးပူမနေပါနဲ့ဒီနေ့အကောင်းဆုံးလုပ်ပါဒီနေ့ကောင်းရင်အနာဂတ်ကောင်းမှသိချပါတယ်။ဒီတော့အတွေးလူနေတာအတွေးနဲ့ချဲ့နေတာတွေကိုရှော့ပေးဖို့လိုအပ်ပါတယ်။ ။နံပါတ်5ချက်မြောက်အနေနဲ့ကကြတော့စကားများလို့နာကိုရှော့ပေးဖို့ပဲဖြစ်ပါတယ်။မတ်ရဲ့အတိအတော်တော်လည်းတကယ်စကားများတော့သူ့ဘေးနာကိုတော်ယုံတိုင်ယုံလူတွေကမကတ်ချင်ကြပါဘူး။ဒီအချက်ကိုအသက်ကြီးတဲ့သူတွေစီမှာလည်းတွေ့ရတတ်ပါတယ်။သူတို့အိမ်ကိုသွားလဲတဲ့အခါသူတို့ကအတွေ့အကြုံများလို့တော့ပြောစရာတွေမကုန်ဖြစ်တတ်ပါတယ်။ဒီတော့တစ်ဖက်ကစကားဖြတ်ဖို့ဆိုတာလည်းအမ်မဖြစ်နိုင်တော့အာနန္ဒာနဲ့နားထောင်ရတယ်ပေါ့နော်ဒီလိုနဲ့နောက်တစ်ခါသူတို့စီပြန်သွားလဲဖို့ဆိုတာကကြတော့ဝင်လေးတက်ကြတယ်ဒီတော့စကားများလို့နာမကောင်းပါဘူးစကားများလို့ရင်အမှ ားလည်းပါတတ်ပါတယ်။စကပုံမှာလည်းရှိတယ်။ကြမ်းကျူရင်နှုတ်လို့ရတယ်။စကားကျူရင်နှုတ်လို့မရဘူးတဲ့။ဒီတော့နံပါတ်5ချက်မြောက်အနေနဲ့ကစကားများလုံးနာတွေကိုရှော့ပေးဖို့ပဲဖြစ်ပါတယ်။ နံပါတ်6ချက်မြောက်အနေနဲ့ကကြတော့မျောလင့်ချက်ထားလို့နာကို short ပေးဖို့ပဲဖြစ်ပါတယ်။ဘာလို့လဲဆိုရင်တော့မျောလင့်ချက်တန်းဖြစ်မလာတဲ့အခါစိတ်ဆင်းရဲရတာကိုပဲဖြစ်ပါတယ်။စိတ်ဆင်းရဲလို့ရှိရင်ပျော်ရွှင်စရာတွေနဲ့ဝေးကွာသွားတတ်ပါတယ်။ဇာရေးဆရာတယောက်ကလည်းပြောဖို့ပါတယ်။ပျော်ရွှင်ခြင်းရင်မျောလင့်ချက်နည်းနည်းပဲထားပါတဲ့။ဒီတော့မျောလင့်ချက်တွေကိုတတ်နိုင်သမျှ short ထားပါ။ပြီးလို့ရှိရင်ဒီချက်မှာတတိထားရမှာကကိုကဘာမှမလုပ်ပဲနဲ့မျောလင့်နေခြင်းကလည်းမားပါတယ်တဲ့။ဒီတော့ကိုလုပ်ထားတဲ့အပေါ်မှာနည်းနည်းသာမျောလင့်ပါ။ကို မလုတ်ထားတဲ့အရာပေါ်မှာတော့မျောလင့်ချက်လုံးဝမထားပါနဲ့နံပါတ်9အနေနဲ့ကကြတော့အသုံးဆွဲများတာတွေကို short bait ဖူပဲဖြစ်ပါတယ်စိတ်ခါစားချက်တိုင်းလိုက်မွဲပါနဲ့အသုံးဆွဲများရင်စည်ရဲရမှာကိုပဲဖြစ်တယ်အသုံးအဖြူကြီးတဲ့သူကအမျက်မွဲတည်တတ်ပါတယ်အသုံးဖြူကြီးလို့စည်ရဲမွဲတည်တဲ့အခါဒုက္ခခံရမှာလဲကိုပဲဖြစ်တယ်ဒီတော့မလိုအပ်ပဲအသုံးဖြူကြီးနေတာတွေကိုလည်း short bait ဖူလိုအပ်ပါတယ် နံပါတ်၈နောက်ဆုံးချက်မြောက်အနေနဲ့ကကြတော့အရာရာတိုင်းကိုစိတ်ဝင်စားနေတာ short ပေးဖို့ပဲဖြစ်ပါတယ်။အရာရာတိုင်းကိုစိတ်ဝင်စားနေတဲ့အခါအရာရာတိုင်းကိုလိုက်လုတ်ခြင်းတဲ့အခါဥတီချက်တွေပျောက်သွားတတ်ပါတယ်။ဥတီချက်ပျောက်လို့ရှိရင်လမ်းပျောက်သွားမှာပဲဖြစ်ပါတယ်။ဒီတော့ကိုကအမှန်တကယ်ဘာကိုလုတ်ခြင်းလဲ။အမှန်တကယ်ဘာကိုစိတ်ဝင်စားနေလဲဆိုတာကိုကိုကိုတော့မသိမသိတော့ပဲ suicide လုတ်ကင်တိုင်းမှုတွေအားနည်းလာမှာပဲဖြစ်ပါတယ်။ suicide လုတ်ကင်တိုင်းမှုအားနည်းရင်ပန်းတိုင်းနဲ့အလောင်းဝေးသွားပါလိမ့်မယ်။ဒီတော့အရာရာတိုင်းစိတ်ဝင်စားနေတာတွေကိုလည်း ျော့ပေးဖို့လိုအပ်ပါတယ်။လောကမှာဘာမှမလုပ်ရင်မကောင်းတယ်လို့အလိုအကျွံလုပ်ချင်းကလည်းကောင်းတဲ့အရာမဟုတ်တာကြောင့်လှုပ်တင်လှုပ်ထိုက်တာကိုတော့ကိုယ့်ဘာသာကိုစဉ်းစားချင်းချင်းပြီးတော့လှုပ်တက်ဖို့လိုအပ်ပါလိမ့်မယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။သဘောကျတာတွေရှိခဲ့ရင် like and subscribe လုပ်ပေးခဲ့နိုင်သလိုသဘောမကျတဲ့အကြောင်းအရာတွေရှိခဲ့ရင်လည်း comment မှာရေးခဲ့နိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Bye bye. Woke up with a smile. Sunshine for a while